ောင်းလောက်ပြေးကြည့်လိုက်တဲ့ချိန်မှာကိုယ့်ရဲ့အရက်မောင်ပူပူလုံလုံလေးနဲ့သူတို့အဖို့ဟာတလေးလို့ဖြစ်တာပေါ့နော်ဟဲ့အယုတ်ကြီးတယုတ်လို့ပဲကထိန်ကအယုတ်ကြီးဒီကံလမ်းမေ ပြန်ရိုက်ရတာထက်ကတိတ်မကြိုက်ဘူးတခါတည်းနဲ့ပြီးသွားတာမျိုးပဲပို့ပြီးလိုချင်တာကိုကလည်းစ조사လိုက်တာဒီတပုတ်ဆိုတပုတ်အလိုက်ကိုမပြင်ရအောင်အမှုရာမိမိုက်နေရမယ်အစ်စ်မလေးတယောက်တော့ဖြစ်ချင်တာပေါ့အဲ့ဒါတော့နောင်ဘွားចောင်းမှာပဲရတော့မှာပေါ့နော်မကျင်တ်ဘူးလို့ပြောရင်လည်းမရအောင်လေဒီဘွားနဲ့လက်ခံရတော့မှာပဲလေဟုတ်တယ်မနာလူကမြင်နိုင်မယ်အမ်ဘီမတ်တာလေး မင်္ဂလာပါရှင်ဟာပြင်းပြင်းနဲ့ရန်ကုန်မြို့တော်ကြီးစီမှာပြည်ဖို့တွင်ရောက်လာပါပြီရှင်အဲဟာအဲဒီလိုပေါ့နော်ဟိုကိုကြိုက်တဲ့ idol တယောက်ကအဲအနေထားတစ်ခုမှာဟိုလှုပ်ရှားမှုတိုင်းမှာဟိုဟိုဘယ်လိုခေါ်မလဲဆိုတော့တကယ်ကိုချစ်စရာကောင်းနေဆိုတဲ့ခါကျတော့သူ့ အနေထားနဲ့ကသူ့ပေါ့ကိုကကြတော့သူ့ထက်ပိုပြီးလုံပြမှကိုပိုစိတ်ဝင်စားမယ်ကိုချစ်တဲ့သူတွေပိုများလာမယ်ဆန်းဆန်းပြပြလေးလည်းဖြစ်အောင်နောက်ပြီးတော့တစ်ခေါက်လောက်ပြေးကြည့်လိုက်တဲ့ချိန်မှာကိုရဲ့အယံမောင်ပူပူလုံလုံလေးနဲ့သူတို့အဖို့ဟာတာလေးလို့ဖြစ်တာပေါ့နော်ဟဲ့အယုတ်ကြီးတယုတ်လို့ပဲကထိန်ကအယုတ်ကြီးကိုရောအိုက်ကောမတ်တွေဖတ်ပြီးတော့ရီနေရလားအဲ့လိုကိုကလည်းရီချင်တာထပ်ပြီးတော့ကိုလည်းပျော်ချင်တာနဲ့အဲ့လိုမျိုးပိုပြီးတော့မှလုံပြမိတာဒီပြေးတာတွေဟုတ်ကဲ့ရှင့် အဲမွန်ရင်စိတ်ကတော့လေဟိုတရုတ်ဆောင်တာအယံဝါဒနာပါတယ်အဲလှူရှားမှုတိုင်းမှာဒီပေါ့နော်ကိုပြည်ပြင်တာကိုလည်းအဲ အခုတတော်တပုံးရိုက်ပြီးဆိုရင်ဒါမှဟိုတကယ်ကိုတဘာဝကြနေတာကိုလိုချင်တာအဲကြောင့်တခါလေကြလို့ရှိရင်တယုံဆောင်မှုနဲ့မျက်လုံးမျက်ခုံးအဲနှာခမ်းအိုက်တင်ပေါ့နော်ဒီရလှောက်ရှားမှုဒီကနဲကရလေးပေါ့ကိုကမင်းရှာတရားဖြစ်တဲ့အတွက်နှူးညံ့တိမ်မွေးမှုကိုပို့ပြီးဦးစားပေးတယ်တခါလေကြရင်ကိုရိုက်လိုက်တဲ့အချိန်မှာကျန်းသွားတာတို့အမူအရာနည်းနည်းဟိုကျန်းသွားတဲ့ပုံစံပဲပေါက်သွားရင်ပြန်ရိုက်တယ်ဟိုချက်တဲ့သူတွေကြည့်တဲ့အချိန်မှာမျက်စိပကာတနာပို့ဖြစ်ရမယ်အဲကို ကြည့်နေတဲ့ချိန်မှာပို့ပြီးတော့စိတ်ဝင်စားနေရမယ်။အိုက်တင်ရလဲဟိုတကယ်ချစ်စရာလေးဖြစ်နေရမယ်။သူတို့ရင်ထဲကိုရောက်နေအောင်ကိုဘလို့လေးလောက်ရမလဲစဉ်းစားပြီးတော့မှရိုက်တယ်။အအမြဲတမ်းအဲ့လေကင်မရာမန်ကတော့လေအမြဲတမ်းပြောင်းဖြစ်တယ်တိလား။ကြာလာလို့ရှင်လေးဟိုကိုယ့်ရဲ့လေးဟိုလုံးပေါ်မှာသူတို့တစ်ခါကြာရင်ညှူစုတာလေးရှိရယ်အချို့ကြောင့်လည်းကိုယ်ချစ်ကြပါတယ်ဟိုတန်းကြီးခံပြီးတယ်ဟိုပြင်းတဲ့ချိန်မှာထက်ကလည်းတစ်ခါလည်းပြောပြီးသား ေးနေနေဒီလိုလှောက်ရှားမှုပေါ်မှာမျက်နှာအထက်ကတမယိုးကြဒီလိုတနေရာထဲမှာမတော်ဘူးအမြဲတမ်းမျက်နှာကိုအရင်လဲ လှုပ်ရှားမှုများတယ်အဲ့ပုံမှာ तू ကင်မရာမရွေ့နိုင်တဲ့ခါကျရင်တချမ်းပါပါပါဆိုရင်ဟိုင်းနေအဘလို့လှုပ်လိုက်တာလဲငါ့ကိုပြန်ရိုက်ပေးအဲ့လိုပြန်ရိုက်ရတာထက်ကတိတ်မကြိုက်ဘူးတခါတည်းနဲ့ပြီးသွားတာမျိုးပဲပို့ပြီးလိုချင်တာကိုကလည်းစ조사လိုက်တာဒီတပုတ်ဆိုတပုတ်အလိုက်ကိုမပြင်ရဘူးအမှုရာမိမိုက်နေရမယ်အဲ့လိုပုံစံမျိုးနဲ့조사ထားပြီးတော့ပြန်ပြန်ရိုက်ရတော့နေပူထဲမှာဆိုတော့ကိုကပူတယ်လေချွေးတအားပြန်လာရင်မှုမရတော့တဲ့ခါကျရင်ဒီအဲတချင်းတပုတ်ကိုမရိုက်ချင်တော့လောက်အောင်ကိုကိုနိုင်ကဖြစ်တော့သူတို့ကိုပြောမိတယ်အဲ့ချိန်ကျရင်သူတို့ စိတ်ရှုပ်တတ်တယ်သီလားဟိုသူတို့မျက်နှာပေါ်မှာပေါ်တာပေါ့နော်အဲ့ဒီဆိုင်ကိုယ်မှာပြင်းပြင်းရှော့ရတယ် and ဒီအခုပြီးခဲ့တဲ့လတွေတော့ဟာလေဒီဟောဒီဟိုမှာဖြစ်ခင်တော့ထက်ကိုလေဟိုဟိုမမဟိုညမလေးလားမမခေါ်မလားထက်ထက်ကြီးလားငယ်လားမသိအရင်နာမည်ကြီးရလေငါပြီးစောင်းနေနေဆိုထိုင်းကလေအဲအဲ့မှာကြော်ညာတစ်ခုလက်ခံပေးဘူးတဲ့သူကြော်ညာလေးရိုက်ခဲ့ဘူးတဲ့ဒါတိုးတက်လာတာပဲပေါ့နော်ကိုကိုခေါ်တယ်ယုံကြည်စာနဲ့ ိုအဲ့ဒီရဲ့မိမအတုံးဆောင်ပစ္စည်းကိုနဲ့တော့မဟန်ဆက်ပါဘူးဒါပေမဲ့သူတို့ကတော့ကိုယ့်ကိုချစ်လို့အမတ်တရအနေနဲ့ရောသူတို့ကုန်ပစ္စည်းမှာကိုယ့်ကိုချစ်တော့ဒါတသက်မခေါ်ရိုက်တာပေါ့အဲ့ဒါကိုရိုက်ပေးလိုက်သေးတယ်အခုကတော့မန္တလေးမှာဟိုရွှေဆိုင်လေးပေါ့အရန်အကြီးနာမည်ကြီးတာတော့မဟုတ်သေးဘူးသူတို့ဖွင့်ထားတော့ကြာခဲ့ပြီအခုကဆိုင်အစ်စ်ကိုပြောင်းมาဒီလမ်းမရံပေါ့မှာအဲ့ဒါလေးတော့ကန်လန်းထားတာရှိတယ်ရိုက်ဖြစ်တော့မှာပဲရိုက်ဖြစ်ပေါ့နော်ကန်လန်းထားရှိရရရင်တော့ထက်နဲ့ပဲရိုက်มาတဲ့ကြောင်ညာတချင်လေးနဲ့ ောက်တစ်ခုကကြတော့တီဝိုင်းကြော်ညာအဲ့ဒါလည်းမန္တလေးမှာပဲဟုတ်အဲ့ဒါလေးတော့စီစဉ်ထားပါတယ်ရှင့် ဒီအတန်နဲ့ပတ်သက်ပြီးတော့ထက်ခရင်တော့ရက်ကြားလေးလို့နေတော့ရက်ကြားလေးတန်ဒီအတန်ငားလေးပထမအောင်ဆုံးထက်တို့မြူရွာဒီဒီအတော်တယောက်ရှိသေးရလေအတော်အတန်အဲ့အဲ့ကလေးအတော်နဲ့သွားစင်တာမိမလေးလို့နှဲ့ပြီးပြောတဲ့ချိန်မှာထက်ရဲ့အတော်ရဲ့အယောင်းပိုင်းလောက်တဲ့ချိန်လိုက်လိုက်သွားတော့ယူလိုက်ပါဒါလေးကအရင်လာတယ်ဟဲတော်လိုက်တာကြီးစန်းဆရာမလေးကျောင်းနေရောင်းတယ်မလားကြီးစန်းရွေးထားလိုက်တာ မလေးလိုက်ဖက်တဲ့ဟာမျိုးဆီယမရွေးတက်တာနော်ဒီပစ္စည်းကဆီယမနဲ့အရင်လိုက်တာဒါမှမဟုတ်ဒီပစ္စည်းအရင်ရှားတာဒီတစ်ခါမှပါသူအဲ့လိုလေးပေါ့နွဲ့ပြီးချွတ်ချို့လေးပြောကွာလေအဲ့တောင်ခလေးဆော်လေးကြည်ပြီးတော့မှငါလဲတနေ့ကျရင်အယောင်ဝယ်ကြီးများလုတ်ဖြင့်သူ့လိုပဲငါပြောမယ်ဆိုအတိကအတော်အတင်ဆရာမြင်ဆရာလို့လည်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီနွဲ့ပြီးပြောတဲ့ပုံမှန်မူတည်ပြီးဒီအတန်လေးကိုချက်လို့ဆိုပြီးတော့မှအဲကြောင်ညာလေးတွေဒီအမှုပညာနဲ့ပတ်သက်တဲ့အရာလေးတွေစောက်ခိုင်းနေဆွေလင်းထက်ဆိုပြီးဖြစ်လာခဲ့တာဟုတ် ထပ်ပေါ်မှာတော့လေကံမကောင်းခြင်းညာတော့မိဘနဲ့မနေခဲ့ရတာပဲမိဘနဲ့ရတော့လေမိဘရဲ့ခွင့်ပြုချက်ခွင့်ပြုချက်ဆိုတာခွင့်ပြုချက်မရှိဘဲနဲ့ကိုယ့်ဟာကိုယ်လော့ပိုင်ခွင့်နေတော့ရှိခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ကံကောင်းတာလားကံဆိုးတာလားတော့မသိဘူးဟိုကံကောင်းတာတော့ကိုယ်ပိုင်ဆုတ်ဖြတ်ချက်ချပိုင်ခွင့်ရှိခဲ့တယ်ကံဆိုးတာကတော့မိဘရဲ့ဆုတ်ဖြတ်ချက်မပါဘဲနဲ့ကိုယ့်ဟာကိုယ်လော့ခွင့်ရှိခဲ့တယ်ကံဆိုးတာမိဘနဲ့မနေရတာပေါ့နော် အဓိကတော့မိဘရဲ့ဆုံးဖြတ်ချက်ကိုနားခံချင်သေးတယ်လीကောင်းလားဆိုးလားဒါပေမဲ့မိဘကဘာမှမပြောမပြောတော့တာဘာကြောင့်လဲဆိုတော့ပထွေးနဲ့နေရာတော့ငငယ်လေးကလေးကကိုယ့်ကိုစက်ခွန်ဆက်ရှိကလေးကရန်ကုန်ကိုလိုက်လာတာဆိုတော့အရာရာကောင်းချင်းဆိုးချင်းကကိုယ့်ကိုပဲဆုံးဖြတ်ချက်ချရတော့ဆိုတော့အဲ့လိုမျိုးတော့ကန့်ကွက်တာမရှိခဲ့ဘူးဒါပေမဲ့ဟိုဟိုစကားပြောတဲ့အချိန်မှာတော့သူကတော့တခါကြရင်တားတားလေးရဲ့ဟိုမိမလိုနေတာတော့ TikTok အစမင်းငါတားတော့တားလို့ပဲမြင်နေတခါတခါအဲ့လိုပဲပြောနေမကြိုက်ဘူးနော်မင်းဒီလိုပြန်နေအဲ့လိုတော့အမေတို့ကတော့မရှိခဲ့ဘူးဒါပေမဲ့ကိုလွန်းလွန်းပိုင်ခွင့်တိုင်းကိုကလည်းအဝေးမှာနေတဲ့အတွက်ဟိုနေချင်တိုင်းနေလို့ရခဲ့တယ်ဒါပေမဲ့နေချင်တိုင်းနေလို့ရတိုင်းလဲကိုကိုကိုစိတ်ကိုလွတ်ပြီးတော့မှအဲ့လိုလမ်းကြောင်းမှအောင်တော့မလုပ်ခဲ့ control ပေါ့နော်ကိုဒီလောက်မင်းဟာလေးနဲ့တူတယ်လှတယ်ဘဝဘလို့ကောင်းအောင်ဖြတ်တမ်းမလားကိုကိုကိုပဲဆုံးမတယ်နောက်ပတ်ဝန်းကျင်ထက်ရမွေးစားအမေဒီပတ်ဝန်းကျင်ကလည်းဆုံးမပေးတယ်မိဘရဲ့ ဆုံးမမှုကိုမခံပြီးတော့ဒီလူကြီးသူမတွေဘေးရတကယ်ကိုယ့်ပေါ်မှာဆောင်းရှောက်ပေးတဲ့လူတွေရဲ့စကားကိုတော့အများအမ်းနားထောင်ခဲ့ရပေါ့နော်ဟုတ်ဂျင်းနဲ့တဲ့ဂျင်းနဲ့တဲ့ကိုကိုကိုဒီပုံစံတိုင်းနေရတော့ဟိုဂျင်းနဲ့တဲ့ဒါမဲ့တခုပေါ့မနော်ဟို ဟိုအစစ်မလေးတယောက်တော့ဖြစ်ချင်တာပေါ့အဲ့ဒါတော့နောင်ဘွားချမ်းမှာပဲရတော့မှာပေါ့နော်မကျေနပ်ဘူးလို့ပြောရင်လည်းမရအောင်လေဒီဘွားနဲ့လက်ခံရတော့မှာပဲလေဟုတ်တယ်မလားဖြစ်မှာမဖြစ်လာနိုင်တော့လားဒါမဲ့နောင်ဘွားကြရင်တော့မိမတော့ဖြစ်ချင်တယ်ကျေနပ်လားဆိုတော့လေကျင်တဲ့မကျင်တော့လောင်းဆိုလဲတိတ်မကျင်တဲ့ချင်ဘာဆိုမိမအစစ်ဖြစ်စင်တာ ဟုတ်မရှိပါဘူးအဲ့ဒါလည်းအမြဲတမ်းဖြစ်ဘူးလေဘရောမှလည်းအဲ့ရှိလာမှာမဟုတ်တော့ဘူးအဲထက်ကကြတော့ခွဲရဆေးရမှာလည်းကြောက်တတ်တယ်လို့နောက်ပြီးတော့ကန်ကန်ကြီးအကျိုးကိုလည်းရုံတယ်လीနော်နောက်ပြီးတော့ကိုဒီဘဝမှာအရင်လဲကြမ်းတမ်းခဲ့တဲ့ခါကြတော့ကိုအတုံးချလိုက်တဲ့ပတ်စံလေးဒီကိုရဲ့ဒီမျက်နှာတစ်ခုလုံးမှလည်းတလောက်နဲ့လည်းမလို့အပ်ဘူးလို့လည်းထင်တယ် နော်မိမဘွားကိုလည်းမပြောင်းချင်တော့ဘူး။ဘာလို့လဲဆိုတော့အတက်လည်းတဝက်ကျိုးလာပြီ။အချိန်နေရာလည်းနှောင်းပြီ။ရှာတဲ့ပတ်စံအကောင်းဆုံးဘာလုပ်တက်လဲဆိုတဲ့အချိန်ကိုလည်းရောက်လာခဲ့ပြီနော်။အားကြောင့်မလို့အားတော့လုံးဝမစင်စားတော့ရှင်။ဟုတ်။ချိန်မှန်းချက်ရှိရပေါ့နော်။ဟိုအိမ်မက်ပေါ့။အိမ်မက်ဆိုတာဘာလဲဆိုတော့ဘဝမှာမုကုံမြို့မှာမွေးဖွားခဲ့တယ်။ရန်နာမြို့မှာမွေးဖွားခဲ့တဲ့အတွက်ရန်နာမြို့အရင်ချက်တယ်။ နောက်ဒုတိယချက်တာကျတော့ရန်ကုန်မြို့ကြီးရန်ကုန်မြို့မှာရှင်တန်းခဲ့တဲ့အသက်၁၀ကျော်သက်မှာဟိုကျင်လည်ခဲ့ပြီးအမြင်လေးကျက်ခဲ့တယ်နောက်ပြီးဒီလိုစိတ်လင်းထန်ဆိုပြီးစားဖြစ်ခဲ့လေရန်ကုန်မြို့ဟာနေလေနော်အားကြောင့်မလို့မီဒီယာတွေအားလုံးကိုလည်းအရန်ကျေးဇူးတင်တယ်ဒီမီဒီယာတွေကလည်းကိုယ့်ရဲ့ကျေးဇူးရှင်တွေပဲအဲ့တော့ဒီရန်ကုန်မြို့ကြီးရဲ့နောက်ဒုတိယမြို့တော့ကျတော့မန်လေးမန်လေးမြို့ကြီးအခုလက်ရှိပြန်ရှင်တန်နေရတာအဲ့ဒီသုံးမြို့မှာအထက်ပေါ့နော်ဆွေလင်းထက်ဆိုပြီးတော့တခုခုပေါ့နော် ဒီသုံးမျိုးဟိုအခုတော့ထုတ်ဖို့မပြောသေးဘူးဟီမန်ချက်တစ်ခုရှိတယ်နောက်ပြီးအလုပ်ငန်းကန်ကန်မှလည်းစိန်လင်းထက်ဆိုပြီးတော့အလုပ်ကလေးတစ်ခုလုပ်ဖို့ရှိတယ်အဲ့ဒါတော့ကိုအသက်ရှင်မဲကျန်းမာမဲလုပ်ခွင့်တာမဲဆိုရင်အဲ့ဒါ၄အိမ်မက်တစ်ခုရှိပါတယ်ရှင်ဟုတ်